โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့အရန် special ဖြစ်တယ်ဘက်ထရီတလုံးရောက်ထားတယ်ဘလောက်ဒီ special ဖြစ်လဲဆိုရင်ကျွန်တော်တရားတလောက်အထီးကကျွန်တော်ဈေးတော့အတိအကျမသိသေးဘူးဈေးအရန်တက်တာမယ်ဒါပေမဲ့ဈေးတက်တာပေမဲ့ quality ထဲမှာအကောင်းဆုံးဖြစ်လိမ့်မယ်ကျွန်တော်ဘက်ထရီတွေတော်တော်များများထဲမှာ quality အကောင်းဆုံးနဲ့ဖြစ်လိမ့်မယ်တကယ်ကောင်းတဲ့ဟာတွေသုံးမိတာလို့ကျွန်တော်မြင်တယ်အခုဒါဖွင့်မိမယ်ကျွန်တော်ဘာတစိမ့်လဲဆိုရင်ဒီမှာကျွန်တော် roman ပဲဖြစ်ပါတယ်เนาะ ရိုမန်ကကျွန်တော်တို့အခုအစ်စ်ဒီဇိုင်းအစ်စ်နဲ့ကျွန်တော်တို့အာလုံးဝ quality အကောင်းစားထုတ်လာတယ်လို့ကျွန်တော်ကြားသိရတယ်။အဲအဲ့တော့ကျွန်တော်တို့စီမှာအခုပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ testing အလုံးအာဘာတွေလုပ်လို့ရလဲဘာတွေပါလဲဆိုတော့ကျွန်တော်ပထမဆုံးတွေ့ရတော့ဒီမှာကျွန်တော် LAN cable တစ်ခုပါတယ်။ RJ45 ပေါ့နော်။ပြီးွားရင်ကျွန်တော်တို့ဒီမှာကထပ်ပြီးတော့ battery ပဲဖြစ်ပါတယ်နော်။ battery ပဲဖြစ်ပါတယ်ဆိုတော့ battery မှာပထမဆုံးမြင်ရတာတစ်ခုကဒီမှာ CCS เนาะ cell connection connection system ဆိုပြီးတော့ကျွန်တော်တို့ပါလာပြီเนาะလုံးဝအမှန်ကန်ပြီးရင် BMS က page BMS လုံးဝ share EV grade A new cell နဲ့လောက်ထားတယ် Wi-Fi Bluetooth ပါဝင်တဲ့ battery တစ်ခုမှ ပါဝင်တဲ့အရာအကုန်လုံးပါဝင်တယ်เนาะကျွန်တော်တို့ဒီမှာကျိုးကျိုးကလည်းကျွန်တော်တို့ရေလုံကောင်းတဲ့ဂျိုဒါဒီရေလုံကောင်းတဲ့ဟာကျွန်တော်အတီတရတဲ့လောက်ကတော့ဒါဈေးကြီးတယ်เนาะဈေးကြီးတယ်ဒီကောင်းလုံးက free ထည့်ပေးထားတယ် ဘိန်းလုံး၄လုံးလုံးပါဝင်နေเนาะပြီးတော့ကျွန်တော်သိရသလောက်နောက်တစ်ခုက EV ဆဲကိုမှ तू ကအဟွာဘောเนาะ2025အဲကျွန်တော်တို့ September လားမသိဘူးကျွန်တော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 ်စောတယ်ကျွန်တော်အသေးစိတ်ဗီဒီယိုကျွန်တော်ထပ်ပြီးတော့ရိုက်ပြမယ်အဲတော်တော်တော်စောတယ်ကျွန်တော်တို့လုံးဝနောက်ဆုံးထုတ်ထား date နဲ့ sale ကိုကျွန်တော်တို့ထုတ်ထားပဲဖြစ်တယ်အဲကျွန်တော်အဲပြောပြရမယ်ဆိုရင်ကိုရဲ EV ဆဲကကျွန်တော်တို့ EV ဆဲဖြစ်ရင်ရပြီလားဆိုပြီးမေးလိုက်မယ်အဲ့လိုမဟုတ်ဘူး ကျွန်တော် EV ဆဲဟိုမှာအတစ်ကပိုပြီးဈေးကြီးတယ်အဟောင်းကနည်းနည်းလေးတက်တာအဟောင်းဆိုတာအတစ်ပဲဒါပေမဲ့ထုတ်တာကြာသွားပြီဆိုရင်နည်းနည်းလေးဈေးတက်တာသွားတယ်ထုတ်တာအတစ်ဖြစ်နေဆိုရင်နည်းနည်းလေးဈေးကြီးတယ်အဲဒါပေမဲ့အဲ့ဈေးကြီးတဲ့ဟာကိုတော့ကျွန်တော်တခြားဘက်ထရီနဲ့သူကဈေးကိုကျွန်တော်တို့တက်တက်တာနဲ့ဖွင့်မယ်လို့ကျွန်တော်ကြားထားတယ်အဲ့တော့အဖွင့်မယ့်ရက်တွေပါလေကျွန်တော်တခြားလေးဗီဒီယိုရိုက်ပြီးတော့တခြားလေးပြပြပေးမယ်ဒီနေ့ကတော့ဒီလောက်ပါပဲဒါအမြင်လေးကျွန်တော်ပြတာဖြစ်တာကျေးဇူးပါ